ချောက်စုလောက်ခံကရင်နယ်ကြားဆောင်တဲ့ BGF ကသူတို့ရဲ့ဌာနချုပ်ရွှေကိုကိုမျိုးတင်မှာရှိတဲ့ online ငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေကိုနိုဝင်ဘာလ18ရက်နေ့ညနေမှာစတင်ဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောဦးဆောင်တဲ့ BGF ချောက်စုတက်တဲ့ရဲတပ်ဖွဲ့ဝင်တွေဟာရွှေကိုကိုမျိုးတွေက online ငွေလိမ်ကိုင်းတွေဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးအဲ့ဒီတဲကနိုင်ငံသားသား346ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ရွှေကိုကိုကြားဖြန့်ခိုင်းတွင်ဝင်ရောက်စီးနင်းတဲ့အထဲမှာမြမစစ်အုပ်စုရဲ့တပ်မလေးလေးကအရာရှိတွေလည်းပါဝင်နေတာကိုတဲ့ရပိုတာကဖော်ပြတဲ့တပ်ပုံတွေမှာမြင်တွေ့ရပါတယ်။ဖမ်းဆီးခဲ့သူအများစုဟာတရုတ်နိုင်ငံသားတွေဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါပြင် online ငွေကြေးလိမ်လည်ရာမှာအသုံးပြုတဲ့ကွန်ပျူတာနဲ့တယ်လီဖုန်းအများပြားကိုလည်းသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ online ငွေလိမ်ကိုင်းတွေတရှိတဲ့အဆောက်အဦတွေကအခန်းတစ်ခန်းစီမှာကွန်ပျူတာနဲ့စပွဲကုန်အလုံး30ခန်းကနေ90အထိရှိနေတယ်လို့ဆိုပါတယ်။ အခန်းတိုင်းမှာ online ငွေလိမ်ရာမှာအသုံးပြုတဲ့ mobile phone ရာပေါင်းများစွာနဲ့ electronic ပစ္စည်းအများအပြားတွေ့ရတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ18ရက်နေ့မှာ BG ရဲ့ပြောခွင့်ရနိုင်မောင်စောကသူတို့လက်ခံထားတဲ့ကြားဖြန့်လုပ်ငန်းတွေကိုအပိသက်နှိမ်နှင်းတော့မဲ့အကြောင်းပြောဆိုခဲ့ပြီးတဲ့နောက်အခုလိုဖမ်းဆီးတာတွေစတင်လှုပ်ဆောင်နေတာပါ။ဒီဒီကြားဖြန့်ဖယ်ရှားရှင်းလင်းရေးကိစ္စကိုကိုတို့ကတော့အခုကိုတို့တိုင်ကဒီအစိုးရတာဝန်ရှိသူတွေ နဲ့ကိုတို့ဒီပူပေါင်းပြီးတော့ကိုတို့ကတော့တော့လုံးဝပပျောက်နေသည်ဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာ မရှိတော့ဘူးဒီတစ်ခါအပိတဖယ်စားရှင်းနေတော့မှာပေါ့ဟုတ်ကဲ့ခုဆီယုစုလောက်ခံအစောချစ်သူဦးဆောင်တဲ့ BGF တပ်တွေဟာကြားဖြန့်ခိုင်းတွေအပိတနှိမ်နေမယ်လို့ပြောဆိုနေပေမဲ့အဆိုပါငွေကြေးလိမ်လည်ရေးရာဇဝတ်ခိုင်းတွေဟာ PGN နဲ့တရုတ်ရာဇဝတ်ခိုင်းတွေပူးပေါင်းလုပ်ကင်နေတာဖြစ်တယ်လို့ ထိုင်းတရုတ်အမေရိကန်အစိုးရတွေကအထောက်ထားနဲ့တကွပြောဆိုထားပါတယ်။ရွှေကုတ်ကိုမျိုးတစ်ကကြားဖြန့်လုပ်ငန်းတွေကိုစီအိုစုလက်အောက်ခံနဲ့ခြားဆောင်တဲ့ BGF ကောင်းဆောင်စော့ချစ်သူနဲ့တရုတ်ရာဇဝတ်ခိုင်းတွေကပိုင်ဆိုင်ပါတယ်။ညရီမျိုးနယ်မှာအွန်လိုင်းငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းတွေအခြေစိုက်တဲ့နေရာအများအပြားရှိနေပြီးအဲ့ဒီတဲကရွှေကုတ်ကိုမျိုးတစ်စီမံကိန်းရထိုင်းမျိုးတစ်စီမံကိန်းကောင်းမေဥယျံစီမံကိန်းရှူလောင်းပေပတ် အပိုလိုပတ်ဂျင်စင်ပတ်ကေကေပတ် ရရီမျိုးတင့်စတဲ့စီမံကိန်းတွေကိုမြန်မာစစ်တပ်လက်အောက်ခံ BGF ကဦးဆောင်ပြီးတရုတ်ရာဇဝတ်ကိန်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။မြန်မာလူအခွင့်အရေးလှုပ်ရှားသူအဖွဲ့ Justice for Myanmar ထောက်ပြန်ထားချက်တွေအရမြန်မာစစ်တပ်လက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူမိသားစုနဲ့ BGF KNA တပ်ဖွဲ့ဝင် အချို့ဟာကြားပြန်လုပ်နေတဲ့ကုမ္ပဏီတွေအပါအဝင်ကုမ္ပဏီရှစ်ခုထပ်မင်းထဲမှာရှယ်ယာပါနေတယ်လို့ဆိုပါတယ်။ ကြားပြန်ကိစ္စကြောင့် BG ရဲ့ခေါင်းဆောင်စောချစ်သူကိုထိုင်းဆိုရကလည်းတရားစွဲဆိုဖို့ပြင်ဆင်မှုတွေရှိခဲ့ပြီး American Vidain နဲ့ဥရောပသမဂ္ဂတို့ကတန်ခတ်ပိတ်ဆိုတာတွေလှုံ့ဆော်ထားပါတယ်။ online ဝေလင်ကိုင်းကြားပြန်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ Democracy အကျိုးပြုကရင်တပ်မတော် DKPA နဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Society စောဆန်းအောင်စောစိန်ဝင်းတို့နဲ့ဆိုင်းကျော်လာတို့ကို American အစိုးရက November 12ရက်နေ့ကပဲပိတ်ဆိုအရေးယူလိုက်ပါတယ်။